ကြီးကဘဲဥကြော်ပဲရှိတယ်။အဲတုတ်လိုက်တော့မင်းနော်တန်းနေရဒီကျတန်းနေရဒီနော်ကသူ့ကွာရတယ်တင်းနေပြပါ အဆူကလစ်ကိုရတဲ့အလုံးမဲမိလာပါရှင်အခုကနတ်မူတို့တဲဖက်ကိုလာပြီးတော့အခယုလာကောက်နေတာဖြစ်ပါတယ်ဂုံခယုတွေပေါ့နော်ဂုံခယုမစားရကြပြီဆိုတော့အနတ်မူဦးလေးရယ်မောင်လေးရယ်ခယုလာကောက်နေကြတာပါအခုကကြတော့ရေရေထိုက်ရယ်ပေါ့နော်ရေထိုက်ရယ်ဆိုတော့ခယုကကောက်ရတာနည်းနည်းခက်တယ်တဲ့ရေတေးရယ်မှခယုကကောက်ရတာလေး တဲ့ကိုချီချီစိတ်လာလေနော်နိအခုကနေလဲပူတယ်ပေါ့နေပူတယ်ဆိုတော့နားမှုတော်လေးမြင်မြန်ကောက်ပြီးတော့ပြန်ကြမယ်ဘိုက်လဲဆာနေပြီအဲ့ဆိုတော့နားမှုရဲ့ကင်မရာမန်မောင်လေးကိုလည်းကူကောက်ခိုင်းမယ်နော်ချီစီလီ ya ben na lai lai ma ta ha la so mo buna ga myo ne ba so ten ne lo ni te lo ni ne ne ma ni na ni ya wa ni အဝါနေမိစွာတဲ့မိစာလို့ခေါ်ပါတယ်နာမည်မခေါ်လိုက်ပါနဲ့နာမည်ခေါ်လိုက်ရင်အနားလာပါရော့ ရာသီဥတုလေးကအခုမှပြန်တာရတဲ့နမှုတော့ခရိုးကောက်တုံးကတော့ရာသီဥတုပူတယ်ခရိုးကောက်ကြီးပြန်လာတော့အမကြီးကဘဲဥကြော်ပဲရှိတယ်ဘဲဥကြော်ပဲရှိဆိုတော့ဘဲဥကြော်နေပဲစားမယ်ပေါ့အဲခုနမှုတော့ခရိုးကောက်ကြီးပြန်လာတော့မောမောနဲ့ခြေလက်ပဲချေးပြီးတော့မျက်နှာတေးပြီးခဏနားတာပေါ့နော်အမကြီးကတော့ဘဲဥကြော်ပဲရှိတယ်တဲ့အာငပိရလည်းမကြွရသေးဘူးဆိုတော့နမှုကအခုထမင်းတုံမယ်နော် လက်စီပီတာဆိုတော့လက်နဲ့ပဲနေလိုက်မယ်နော်ကဲထမင်းတုပ်တက်ကတော့ဒီမှာနော်လေးကြော်ရဲ့ထမင်းတုပ်အနှစ်နဲ့ထမင်းတုပ်မယ်ကဲဒီမှာပါဈေးတဲတဲတတနဲ့အဆင်သင့်တုပ်စားလို့ရတယ်လေးကြော်ရဲ့ထမင်းတုပ်အနှစ်လေးနဲ့တုပ်မယ်နော်အဲတော့ဒီတထုပ်ကိုလူတစ်ယောက်စားပမာဏနဲ့တစ်ခါစားလို့ရရပေါ့နော်အဲဆိုတော့လူလေးယောက်စားဆိုတော့လေးထုပ်ထည့်ပြီးတော့တုပ်မယ်နော် ။ဒါသမင်းပူပူလေးပေါ်မှာကြည့်အနှိမ့်လေးနဲ့သမင်းတုပ်ခုမှနေရတာအေးအေးဆေးဆေးလေးဖြစ်သွားတော့တယ်မဟုတ်ရင်ထမင်းကိုပူပူလောင်လောင်စားရမှာဒီနေ့နေရတော်တော်ပူတာပဲ

ဒီနေရာတရားရနမှုကတော့ဟင်းချက်ရတာပြင်းတယ်မီးမဖို့ချင်ဘူး ထမီတော့ကကြာတယောက်စာလဲထက်စားခြင်းထက်ပြီးတော့တုပ်စားလို့ရတယ်ထမီတော့နေစားမယ်ဆက်ကြပါနော်嗯。 先处理那三缸了。<Since S 2> <Okay. S 1> Kom, be mig nu. Be. Nu kommer. အခွက်ရသည်သူလေးကနက်ပူရင်တော့ဒီလိုထမင်းတောက်လေးနဲ့ဘဲဥကြော်လေးနဲ့ဒီလိုချင်မရဲ့ချင်ဟင်းလေးနဲ့လဲလိုက်ဖက်ဖက်လေးစားလို့ကောင်းတယ်။နောက်မလို့ဗီဒီယိုလေးကိုလည်းဒီလောက်ပဲရိုက်လိုက်ပါမယ်။နောက်မလို့အခုစားတဲ့လေးကြော်ရဲ့ထမင်းတောက်အနှစ်ကိုလည်းစားကြည့်ပါနော်။တထုပ်ထဲနဲ့တစ်ခါစားထမင်းကောင်းကောင်းလေးအရသာရှိရှိစားလို့ရပါတယ်။အဲနောက်မလို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးတွေကြရင်လည်းထပ်တိကြမယ်နော်။တတား